န်နွေခရိုနီကယ်နိုဝင်ဘာ14မြင်ကွင်း MNDAA နဲ့အာနာသိန်းစစ်တပ်အကြားတင်းမာမှုဖြစ်ပြီးသီဘော လာရှုလန်ပေ2029စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းကာလတွေတွင်၎င်းတို့ကိုကန့်ဒေတာရဲ့နေမီတွေအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုသိန်းဒီလိုမျိုးတွေနဲ့ဆက်ဆက်နေတဲ့နေမီတွေသိမ်းယူခဲ့ပြီးအခုနှစ်ဆက်မှာလာရှုမျိုးကိုပြန်လည်လွှဲအပ်ခဲ့တဲ့ MNDAA ကိုကန့်လက်လက်ကိုင်အဖွဲ့နဲ့အာနာသိန်းစစ်တပ်တို့ကြား ထိန်းချုပ်နယ်မြေတွေထပ်မံတောင်းဆိုမှုပေါ်အကြောင်းပြုပြီးဆက်ဆံရေးတင်းမာလာက ခုရက်ပိုင်းအတွင်းမှာတီဘောလာရှိုလန်းမိုင်းရယ်လာရှိုလန်းတွေကိုဖြတ်တန်းတော်လာခွင့်ပိတ်ပင်ခဲ့ကြပါတယ်ပထမဆုံးအသီးသာထင်ရှားတဲ့ဖြစ်ပျက်ကမန္တလေးလာရှိုမူဆယ်ပြည်တော်စုလမ်းမပေါ်ကတီဘောမြို့ရှိမြကူတရာကိုရင်းတွေဖြတ်တန်းခွင့်မပြုဘဲအပြန်အလှန်ပိတ်ဆို့ခဲ့ကြတဲ့ဖြစ်ပျက်ကြောင့်အခုလိုနှစ်ပတ်တက်ကြာတင်းမာမှုတွေရှိနေတဲ့ဖြစ်ကိုသိရှိလာခဲ့ကြရတာဖြစ်ပါတယ် ဒီဘောမျိုးတရားသာမကပဲလာရှုံမျိုးအနီးဟိုရကြီးရွာမှာလည်း MND အင်းနဲ့စစ်တပ်ကြားစစ်ရေးတင်းမာနေတဲ့သတင်းတွေထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။အာနာသိန်းစစ်တပ်အနေနဲ့မန္တလေးလာရှုံဘူးဆက်လမ်းပိုင်းမှာနောင်ချိုကြောင်မင်းနဲ့ဒီဘောမျိုးတွေထိထိန်းချုပ်လာနိုင်ပြီးနောက်မှာနောက်ထပ်တစ်ဆင့်တက်ခါဒီဘောသိန်းဒီကုတ်ခိုင်တို့ထိကုံသွေးရင်းနဲ့စစ်ရေးရရေးပါတဲ့လမ်းမတစ်လျှောက်ကိုထိန်းချုပ်ဖို့ကြိုးစားလာတာလို့ကောက်ချက်ချရပါတယ်။ဇန်နဝါရီလနှစ်ဖက်အဖြစ်ရဲ့သဘောတူညီခဲ့ကြပြီးတဲ့နောက် MNDA နဲ့စစ်တပ်တို့ကြားဆွေးနွေးမှုတွေကိုလောင်ရှုံမြို့မှာမကြာခဏလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒီဆွေးနွေးမှုတွေကနှစ်ဖက်တကြားမြေပြင်မှာဖြစ်ပျက်နေတဲ့အနေအထားဖြစ်ပေါ်ပြောင်းလဲမှုတွေပေါ်ခြေခံပြီးဆွေးနွေးဖြေရှင်းစရာတွေကိုဆွေးနွေးကြတဲ့သဘောဖြစ်နိုင်ပြီးအခုဖြစ်ရမဖြစ်ပွားခင်ရန်နေငယ်နိုဝင်ဘာလ17ရက်နေ့မှာလဲလောင်ရှုံမြို့မှာတွဲဆုံဆွေးနွေးခဲ့တယ်လို့သတင်းတချို့မှာဖော်ပြထားတာတွေ့ရပါတယ်။တိကျအတိမပြုတ်နိုင်တဲ့သတင်းတပုတ်ကတော့ ဒီဘောလားရှုလမ်းပေါ်တစ်လျှောက်က MNDA တပ်တွေကိုလူဝင်ပါလ20နေနောက်ဆုံးထားပြီးပြန်ဆုတ်ခိုင်းပေမဲ့ MNDA ဘက်ကသဘောမတူခဲ့ဘူးလို့အဆိုပါသတင်းမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇူလိုင်အောက်တုနဲ့အော်တိုဘာလတွေအတွင်းမှာနောင်ချိုကြောင်မဲနဲ့ဒီဘောမျိုးတွေကို TNL ထိန်းချုပ်မှုလက်ကနေစစ်တပ်ကပြန်ရပြီးတဲ့နောက်မှာမန္တလေးလာရှုပြည်တော်စုလမ်းပိုင်းပြန်လည်ဖွင့်ခဲ့ပြီးဒီဘောလာရှုလမ်းပိုင်းမှာတော့ MNDA တပ်တွေကလည်းစစ်စည်းကိတ်တွေဖွင့်ထားခဲ့တာဖြစ်ပြီး စစ်ဆေးတာအခွန်အောက်ကောက်ခံတာတွေရှိနေကြတာဖြစ်ပါတယ်။အဲဒီလိုနေထားကနေအာနာသိန်းစစ်တပ်အနေနဲ့ဒီလမ်းပိုက်တစ်ခုလုံးကို၎င်းတို့ပြည်ပြည်ဝဝထိန်းချုပ်နိုင်ဖို့ခြေတလန်းတိုးလာတဲ့သဘောလိုယူဆရပါတယ်။စစ်တပ်အနေနဲ့မကြသေးခင်သတင်းပတ်တွေကမှ TNL နဲ့ပြည့်ရက်ဖို့သဘောတူခဲ့ပြီးမိုးကုတ်နဲ့မိုးမိန်မြို့တွေကနေပြန်ဆုတ်ခွာဆွတ်လုပ်ပေးဖို့နဲ့စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ဖို့နှစ်ဖက်သဘောတူခဲ့တာဖြစ်ပါတယ်။ MDAA, TNLA တို့နဲ့အဖြစ်ရဲ့သဘောတူညီမှုတွေကိုစစ်တပ်ကရပြီးတဲ့နောက်ရှမ်းမြောက်ဒေသမှာစစ်ရေးအရအခြေခံအောင်ပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတာထင်ရှားပြီးအဖြစ်ရဲ့သဘောတူညီမှုယူခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့အနေနဲ့၎င်းတို့လက်ဝဲရှိထားတဲ့မြို့နယ်မြေတွေကိုဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ပိုင်းဖြတ်ထားကြဖို့ရတာဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်အနေနဲ့ကတော့2024ခုနှစ်နေထားမှာအပြစ်ရဲ့သဘောတူညီမှုရခဲ့ခြင်းဟာရှမ်းမြောက်မှာဖျော်ဖျဲဖြစ်နေတဲ့၎င်းရဲ့တက်တွေ စီဟီပြူဟာလက်နက်နဲ့ဤပညာတွေကိုပြန်လည်သုံးသပ်ပြင်ဆင်နိုင်ဖို့အခွင့်အလမ်းရခဲ့ပြီးနှစ်ဆန်းကစလို့တောင်ခန်းကနေပြန်လည်တက်ယူခဲ့လာရမှာဇူလိုင်လမှာနောင်ချုံမြို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့ရတာအော်တိုဘာလမှာတော့ကြောင်မဲနဲ့တီဘောမြို့တွေကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်ဒီလိုစီဟီရပြန်လည်သိမ်းယူနိုင်ခြင်းကအာနာသိန်းစစ်တပ်ဖို့စိတ်တရေးအရာပြန်လည်ဥမော်လာစေခဲ့သလို MDE ကိုလာရှိုးတီဘောလမ်းကဆုတ်ခွာပေးဖို့တောင်းဆိုလာတဲ့အထိသွေးတို့ဆန့်လာစေတာလည်းဖြစ်ပါတယ် 2029ဆက်စည်းရေးကာလတွေမှာ MNDA နဲ့ DNL လေးတို့ရရှိခဲ့တဲ့စစ်ရဲရှိန်ဟုံပူးပေါင်းတပ်ဖွဲ့တွေရဲ့လူဝင်အား UWSC ကလက်နက်ခဲရက်နဲ့ငွေကြေးကူညီမှုတွေအခုချိန်မှမရနိုင်တော့ဘူးလို့စစ်တပ်ဘက်ကတွက်ဆထားပြီးညီတော်မဟာမိတ်၃ဘွယ်တွေက MNDA ကိုသွေးတိုးဆန်းလာတာဖြစ်နိုင်ပါတယ်။ဒီလိုအာဏာသိမ်းစစ်တပ်ရဲ့အခက်ပြတ်ချက်တွေကဘယ်လောက်ထိမှန်ကန်နိုင်သလဲ။အကယ်၍ MNDA နဲ့စစ်တပ်တို့ကြားတိုက်ပွဲပြန်ဖြစ်ခဲ့ရင်2029ဆက်စည်းရေးကာလတွေကလို့မမိတ်အင်အားစုတွေထံက လူလက်လက်ခဲရန်ဆက်တာတွေရရှိနိုင်ပါအောင်မလားဆိုတဲ့မေးခွန်းလဲပေါ်ထွက်လာနေတာပါ2029စစ်စီရင်ကာလမှာ MNDA ကိုအားဖြည့်ပေးခဲ့ကြတဲ့ KNDF BLA BBLA နဲ့အခြားသောအညာဒေသကဗမာ PDF လက်နက်ကိုင်တပ်ဖွဲ့တွေတဖန်ပြန်လဲအားဖြင့်တိုက်ခိုက်ပေးကြအောင်မလားဆိုတာမသေးကြတဲ့အနေအထားမျိုးဖြစ်ပါတယ်2029စစ်စီရင်ပထမလိုင်းဒုတိယလိုင်းကာလတွေတုန်းကလက်နက်ခဲရန်နဲ့ငွေကြေးကူညီတွေပေးခဲ့တဲ့ UWSA ကို တရုတ်နိုင်ငံကဖိအားပေးပြီးအလားတူကူညီမှုမျိုးမလုပ်နိုင်အောင်ကြက်မှတ်ထားတဲ့အခြေအနေကလည်းရခိုင်အနေထားမျိုးတဖန်ပြန်ဖြစ်ဖို့မလွယ်တဲ့သဘောဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ PDF လက်နက်ကင်တွေနဲ့မြောက်ပိုင်းညီနောင်မာမိတ်ဖွဲ့တွေကြားယုံကြည်မှုဖြစ်ပါတယ်။တဆယ်နဲ့ဆက်ခွနစ်စစ်စင်ရေးကိုပူးပေါင်းဆင်နွှဲနေကြရတာကလည်းတဖွဲ့ချင်းအပြည့်ရခဲ့တဲ့အနေထားကိုအညာဒေသက PDF ဖွဲ့တွေအနေနဲ့ကောင်းစွာနားလည်နိုင်ခြင်းမရှိခဲ့ပါဘူး။မိမိတို့တဖွဲ့ချင်းအကျိုးစီးပွားရည်တည်ချက်အတွက်သာစဉ်စားဆုံးဖြတ်ခဲ့တယ်လို့ရှုမြင်မှုတွေလည်းရှိနေပြီး စစ်တပ်နဲ့အပြစ်ရဲ့သဘောတူညီမှုတွေကယုံကြည်မှုတွေကိုအတိုင်းအတာတစ်ခုထိပြန့်စည်းစေခဲ့တာဖြစ်ပါတယ်။ဒီလိုမဟာမိတ်စိတ်ဓာတ်ဆက်ဆံရေးအဆင့်ရောကြသွားတာယုံကြည်မှုရောကြသွားတဲ့အခြေအနေတွေကိုတဖက်အာဏာသိမ်းစစ်တပ်ကအသုံးချဖို့အခွင့်အရေးယူဖို့အသင့်ရှိနေတဲ့သဘောလည်းဖြစ်ပါတယ်။ဒိုင်းဟန်သာလနဲ့ဂိုင်ဖွဲ့ရင်းနေလေမိမိတို့အဖွဲ့အစည်းရဲ့အကျိုးကိုပထမဒုတိယအနေနဲ့ဦးစားပေးကြရတာဖြစ်ပြီးမြို့တော်လည်ရေးတစ်ခုလုံးရဲ့အောင်မြင်မှုအကျိုးစီးပွားကိုဦးစားပေးရအောင်လက်နက်ကိုင်အဖွဲ့တွေအားလုံးကြား နိုင်ငံကြီးအရဘုံသဘောတူညီချက်ကလက်ထဲဆုပ်ကင်ထားခြင်းမရှိတာကလည်းနေဦးတော်လည်ရဲ့အားနည်းချက်တစ်ခုဖြစ်နေတယ်လို့သုံးသပ်ရမယ့်အနေအထားဖြစ်နေပါတော့တယ်ခင်ဗျာ။ ူတို့လေရင်ပေါ်ကနေစင်ကွင်းရသွားပါပြီအဲ့ဒီလူတွေကိုသူတို့ငှားရမ်းလာတဲ့လေရင်ပေါ်မှာနိုင်17နိုင်လောက်ထိမ့်သိမ်းခဲ့ပါတယ်ဂျာတာပရီနီကတောင်အာဖရိကနိုင်ငံဂျူအန်နက်စ်ပါစ်မြို့ကိုရောက်ရှိလာတဲ့ပါလက်စတိုင်းလူမျိုးဒါဇင်ပေါင်းများစွာကိုနောက်ဆုံးမှာတော့လူသားချင်းစာနာထောက်ထားမှုအကြောင်းပြချက်တွေနဲ့ရက်60ဗီဇာတွေပေးခဲ့ပါတယ်ကျွန်တော်တို့ဂါဇာကနေတောင်အာဖရိကကိုရောက်လာခဲ့တာပါဒီနေရာကငင်းချင်းရင်းနေမြေဥပဒေစိုးမိုးတဲ့နေမြေတရားမျှတမှုရှိတဲ့နေမြေလို့ယုံကြည်တာကြောင့်ဒီမှာ ဘေးကင်းလုံခြုံတဲ့နေရာတစ်နေရာကိုရှာတွေ့နိုင်မယ်လို့ထင်ခဲ့လို့ပထမဆုံးလာခဲ့တဲ့နေရာပါပဲလို့ပြောခဲ့တာပါသူတို့ဟာဂါဇာကမ်းမြောင်ကစုရဲ့နေရာကနေကီရန်ရှလုံနေဆက်ဖြတ်ကျော်စခန်းကိုတွားခဲ့ကြပြီးတော့အစ္စရေးနိုင်ငံရာမွန်အဖော့ကနေကင်ညာနိုင်ငံနိုင်ရိုဘီမြို့ကနေတဆင့်လေယာဉ်နဲ့လာခဲ့ကြတာဖြစ်ပါတယ်။တောင်အာဖရိကထောက်လှမ်းရေးဌာနတွေကသူတို့မှားယွင်းလာတဲ့လေယာဉ်ရဲ့နောက်ကွယ်မှာဘယ်သူတွေရှိနေလဲဆိုတာကိုစုံစမ်းစစ်ဆေးနေပါတယ်။တောင်အာဖရိကသမ္မတဆီရယ်ရမာဖိုဆာက သူတို့ရဲ့ခက်ခဲကြုံတွေ့ခဲ့ရမှုတွေကိုအတိအမှတ်ပြုခဲ့ပါတယ်။သူတို့မှာလိုအပ်တဲ့ဆောင်ရွက်စာတမ်းတွေမရှိပေမဲ့ဒီလူတွေဟာပြည်ပခါတွေစစ်ပွဲတွေနဲ့ပြည်နေတဲ့နိုင်ငံကလာကြတာပါ။ဒါကြောင့်ဂယူနာစိတ်နဲ့စာနာစိတ်နဲ့ကျွန်တော်တို့သူတို့ကိုလက်ခံရပါမယ်လို့တမရကပြောပါတယ်။လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းအသီးသီးကတော့နေထိုင်စရာနဲ့အထောက်အပံ့တွေပေးခဲ့ကြပြီးတော့အဖွဲ့ဝင်130ဦးကိုနိုင်ငံတည်းဝင်ခွင့်ပြုခဲ့တယ်လို့ကျန်တဲ့23ဦးကတော့တခြားနေရာတွေကိုထွက်ခွာသွားခဲ့ကြတာပါ။ လူသားချင်းစာနာထောက်ထားမှုရှုထောင့်ကနေကြည့်ရင်ပထမဆုံးအနေနဲ့လူတွေရဲ့လူရဲချက်တွေကိုအကဲဖြတ်ရမှာပါတချို့ကတော့ကျန်းမာရေးအခြေအနေအင်မတန်ဆိုးရွားနေပြီးတော့တချို့ကတော့စီးကူးသမှုလိုအပ်နေပါတယ်လို့ social interfacer မှဦးဆောင်သူကပြောခဲ့ပါတယ် Israel အာဏာပိုင်တွေကတော့ဒီပါလက်စတိုင်းတွေဟာသူတို့ကိုလက်ခံဖို့တတိယနိုင်ငံတစ်ခုရဲ့ခွင့်ပြုချက်ရပြီးတဲ့နောက်ထွက်ခွာခဲ့ကြတာလို့ဆိုပါတယ်အဲ့ဒီနိုင်ငံရဲ့နာမည်ကိုတော့အာဏာပိုင်တွေကထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူးခင်ဗျာ ဗင်နီဇွဲလားသမ္မတနီကိုလတ်မာဒူရိုဟာကာရီဘီယံမှာဖြစ်ပွားနေတဲ့စစ်ပွဲဆိုတာကိုရပ်တန့်ဖို့ကြွမ်းကျင်သူအဖွဲ့တစ်ဖွဲ့နဲ့အမေရိကန်ပြည်သူတွေကိုတောက်ကြနေကပန်ကြားလိုက်ပါတယ်။ It is to the people of the American ပြည်သူတွေကိုဒီအချိန်မှာကျွန်တော်ပြောချင်တာကတောင်အမေရိကနဲ့ကာရီဘီယံမှာဘုံကျဲတက်ဖြတ်တာတွေစစ်ပွဲတွေဆင်နွှဲတာတွေကိုဘယ်သူပဲအမိန့်ပေးပေးရပ်တန့်ကြပါစစ်ပွဲကိုရပ်ကြပါစစ်ပွဲမလိုဘူးလို့မာဒူရိုကပြောပါတယ်။အမေရိကန်အစိုးရကတော့မာဒူရိုဟာ အမေရိကန်လုံခြုံရေးကိုချိန်ချောက်နေတဲ့ငွေရစည်းဝါးမှောင်ခိုးလုပ်ငန်းကိုဥဆောင်နေတယ်လို့အကြိမ်ကြိမ်ဆွဆွဲနေပါတယ်။လက်တလော့ကာရီဘီယံမှာရခင်ကားထက်စီးရေးတင်းမာမှုတွေပိုဖြစ်နေပါတယ်။အမေရိကန်အစိုးရကအဲ့ဒီဒေသမှာစီးရေးလှုပ်ရှားမှုတွေကိုအကြီးအကျယ်တိုးမြှင့်ခဲ့ပြီးတော့အမေရိကန်ရဲ့အကြီးဆုံးလေယာဉ်တင်သင်းမောကိုအဲ့ဒီမှာချထားတာနဲ့လက်တွေ့စီးရေးလေ့ကျင့်မှုတွေကိုလှုပ်ဆောင်နေတာတွေရှိပါတယ်။ဒီတစ်ပတ်အစောပိုင်းမှာလည်းငွေရစည်းဝါးမှောင်ခိုးမှုမှာပါဝင်ပတ်သက်နေတယ်လို့ဆိုတော့ ဆက်လီတစည်းကိုအမေရိကန်အစိုးရကဒုံးကျည်နဲ့နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်ဒီတစ်ကြိမ်မှာတော့မကြသေးခင်ကမှကျင်ညာခဲ့တဲ့တောင်ပိုင်းလမ်းဆိုတဲ့စစ်စင်ရေးကုတ်ကဲမှုနဲ့ပြစ်ခတ်ခဲ့တာပါနိုဝင်ဘာလ10ရက်နေ့ကလည်းကာကွယ်ရေးဝန်ကြီးပီတာဟက်ဆက်ရဲ့ညွန်ကြားချက်နဲ့အကြမ်းဖက်အဖွဲ့အစည်းတစ်ဖွဲ့ကလှုပ်ရှားနေတယ်ဆိုတဲ့ရေရင်တစည်းကိုလည်းတိုက်ခိုက်ခဲ့ပါသေးတယ် ဗင်နီဇွဲလားသမရမာဂျူရိုကတော့အဲ့ဒီစီးရင်လှုပ်ရှားမှုတွေဟာသူတို့အတင်းအကျပ်ဖြုတ်ချဖို့လှုံ့ဆော်နေတာသာဖြစ်တယ်လို့ပြောပါတယ်အမေရိကန်သမရဒေါ်နန်ထရန့်ကတော့ဒီကိစ္စနဲ့ပတ်သက်လို့ရှင်းရှင်းလင်းလင်းမပြောပေမဲ့ဗင်နီဇွဲလားနိုင်ငံမှာဖြစ်နိုင်ခြေရှိတဲ့စစ်စင်ရေးကိစ္စတွေအတွက်ဒီတစ်ပတ်အတွင်းအင်ဖြူရောမှာအစည်းအဝေး၃ချိန်လုပ်ခဲ့တဲ့အသေးစိတ်အချက်လက်တွေထွက်ပေါ်လာပါတယ်ဗင်နီဇွဲလားဆိုရကလည်းဒီအခြေအနေတွေကိုတုံ့ပြန်တဲ့အနေနဲ့သူတို့ရဲ့စီးရင်ပြင်ဆင်မှုတွေကိုအကြီးအကျယ်လှုံ့ဆော်နေပြီလို့ကြေညာခဲ့ပါတယ်ခင်ဗျာ အိန္ဒိယထိန်းချုပ်တဲ့ကက်ရှမီးယားပြည်နယ်မှာရဲစခန်းတစ်ခုအတွင်သိမ်းဆည်းရမိထားတဲ့ပေါက်ကွဲစီတတ်တဲ့ပစ္စည်းတွေမတော်တဆပေါက်ကွဲမှုဖြစ်ခဲ့တာမှာလူ၉ဦးထက်မနည်းသေဆုံးသွားပြီးတော့၃၀ကျော်လေးဒဏ်ရာရရှိခဲ့ပါသည် Unfortunately ကဲမကောင်းစွာပဲပြီးခဲ့တဲ့ည7:00နာရီမိနစ်20လောက်မှာမတော်တဆပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်ရဲ့အကြောင်းရင်းကိုရန်စမှန်းစပြောဆိုမှုတွေကမလိုအပ်ဘူးလို့ဒေသခံရဲအာဏာပိုင်တွေကဆိုထားပါတယ်။ရဲတပ်ဖွဲ့ဝင်နဲ့မှုကင်းဆရာဝန်တွေကဒီပေါက်ကွဲစီဓာတ်တဲ့ပစ္စည်းတွေကိုစစ်ဆီးနေချိန်ပြီးခဲ့တဲ့ညနှောင်းပိုင်းကဆရီနာဂါမြို့မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ဒေသခံအာဏာပိုင်တွေကပြောကြားထားပါတယ်။ ပောက်ကွဲမှုဖြစ်ခဲ့တဲ့နေရာတစ်ခုလုံးပျက်စီးသွားခဲ့ပြီးတော့အနီးအနားကရင်တွေနဲ့အဆောက်အုံတွေပါမီးလောင်ခဲ့ကြပါတယ်။တီဆုံးသူတွေအားလုံးဟာရဲတပ်ဖွဲ့ဝင်တွေနဲ့မှုပြင်ဆရာဝန်တွေဖြစ်ကြပြီးတော့ဒဏ်ရာရရှိသူတွေထဲမှာအရာရှိ29ဦးနဲ့အရသာ3ဦးပါဝင်ပါတယ်။ဒဏ်ရာရရှိသူအချို့ကတော့အခြေအနေစိုးရိမ်ရာဆဲဖြစ်ပါတယ် အာဏာပိုင်တွေကတော့ဒီဖြစ်စဉ်ဟာမတော်တဆဖြစ်ခဲ့ပုံရပါတယ်လို့ပြောပေမဲ့စုံစမ်းစစ်ဆေးသူတွေကတော့အပြည့်အစည်းတွေကိုစစ်ဆေးနေပြီးတော့ပောက်ကွဲမှုအကြောင်းရင်းကိုအတိအကျသိရှိဖို့ကြိုးစားနေဆဲဖြစ်ပါတယ်ခင်ဗျာ။ တောင်ကိုရီးယားနိုင်ငံမှာလေရင်တွေပြေးဆွဲမှုရပ်ဆိုင်းထားပြီးတော့လေကြောင်းခရီးစဉ်ဒါဇင်ပေါင်းများစွာနှောက်နှေးခဲ့ပါတယ်။ဒါဟာလေကြောင်းထိန်းသိမ်းဌာနတွေတပိတ်မှောက်တာမဟုတ်ဘဲတက္ကသိုလ်ဝင်ခွင့်စာမေးပွဲနေ့ဖြစ်တာကြောင့်ပါ။နောက်ဆုံးနေ့ကျောင်းသားတွေရဲ့အင်္ဂလိပ်စာနားထောင်စွမ်းရည်စစ်စာမေးပွဲကြောင့်ဂျပန်နိုင်ငံမှမထွက်ခါခင်မိနစ်30လောက်စောင့်ရမှာပါလို့လေရင်မှုတအုပ်ကကြေညာခဲ့ပါတယ်။ ဆူနျန်လို့လူတိများတဲ့ဒီခတ်ခဲတဲ့စာမေးပွဲဖြူဆိုချိန်မှာဆူညံတန်တွေရှော့ချနိုင်ဖို့တယ်ယူပို့ဆောင်ရေးတွေကိုရက်ဆိုင်ထားပြီးတော့ဆိုင်တွေကိုလည်းပိတ်ထားပါတယ်ဒီစာမေးပွဲကအကြောင်းသားတွေတက်ကတူဆက်တက်ခွင့်ရမရဆိုတာနဲ့သူတို့ရဲ့အလောက်ကိုင်းခွင့်လန်းတွေဝင်ငွေနဲ့အနာဂတ်ဆက်ဆံရေးတွေကိုပါထိခိုက်နိုင်ပါတယ်စာမေးပွဲမတိုင်ခင်စိုးရိမ်ပူပန်နေကြတဲ့မိဘတွေကသူတို့ရဲ့ကလေးတွေကိုလိုက်ပါပို့ဆောင်ခဲ့ကြပါတယ် ဒီနားမှာဖះเจ้าတချောင်းရှိပါတယ်အရင်ကိုသွားဖို့စီစဉ်ထားပါတယ်တခြားအမေတို့နဲ့တွေ့ပြီးတော့အတူတူဆူတောင်းကြမှာပါလို့မိခင်တအူးကပြောကြားခဲ့ပါတယ် တနိုင်ငံလုံးကပြည်သူတွေဟာចောင်းသားတွေကိုစာနာနားလည်ပေးခဲ့ကြပါတယ်။ဆာမီပွဲနောက်ကျတဲ့ចောင်းသားတွေကိုတော့ရဲအရာရှိတွေကလိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။လုပ်ငန်းတွေနဲ့ငွေကြေးဈေးကွက်တွေကပါပုံမှန်ထက်နောက်ကျပြီးတော့ဖွင့်လှစ်ခဲ့ပါတယ်။လက်ရှိ Paris မြို့မှာနေထိုင်နေတဲ့ကိုရီးယားចောင်းသူတဦးဟာလွန်ခဲ့တဲ့10နှစ်ကဒီဆာမီပွဲကိုဖြည့်ဆို့ခဲ့မှုပါတယ်။သူကအဲ့ဒီအချိန်ကစိတ်ဖိစီးမှုတွေအလွန်များပြားခဲ့တာကိုမှတ်မိနေခဲ့ပါတယ်။ဒီဆာမီပွဲကြာရှုံးခဲ့ရင်ကျမတို့လူမှုရေးဖိအားတွေအများကြီးခံခဲ့ရပါတယ်လို့သူကပြောကြားခဲ့ပါတယ်။ ဒီနှစ်မှာတော့ကျောင်းသား9,500ကျော်စာမေးပွဲဖြည့်ဆို့ခဲ့ကြပါတယ်။ဒီဇင်ဘာလမှာသူတို့ရဲ့စာမေးပွဲရလဒ်တွေထွက်ရှိလာမှာဖြစ်ပါတယ်ခင်ဗျာ။